အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မီးလောင်ရလေပင့်ဆိုတဲ့မြန်မာစကားပုံနဲ့ဆင်တူတဲ့ဒီကိုရီးယားစကားပုံတစ်ခုကိုဝေညာပေးသွားမှာဖြစ်ပါတယ်အဲဒီစကားပုံလေးကတော့ဘူရန်ဂျီဘေဘူချေဂျီရန်ဒါဘူရန်ဂျီဘေဘူချေဂျီရန်ဒါအော်ဘူဆိုတာကမီးကိုပြောတာပါနာတာဆိုတာထပ်ပေါ်လာအဲ့တော့ဘူရီနာတာဆိုလို့ရှိရင်မီးလောင်တိ အပူရန်ကြီးပဲဆိုလို့ရှိရင်မိလောင်နေတဲ့အိမ်ကိုတဲ့ဘူးချဲဘူးချဲဆိုတာကရက်တောင်ကိုပြောတာပါဘူးချဲကြီးတာသာဆိုလို့ရှိရင်ရက်တောင်ရက်ခတ်တယ်အကုံပေါင်းလိုက်မယ်ဆိုလို့ရှိရင်ပူရန်ကြီးပဲဘူးချဲကြီးရန်တာအဲ့တော့မိလောင်နေတဲ့အိမ်မှာတွားပြီးတော့ရက်ခတ်ပေးတယ်ပေါ့နော်ကျွန်တော်ညမစကပုံနဲ့နိုင်ရှင်ကြည့်မယ်ဆိုရင်မိလောင်ရလေးပင်ဆိုတဲ့စကပုံနဲ့အတူတူပဲဖြစ်ပါတယ်ဥပမာဝါကြလေးကြည့်ကြည့်အောင်မင်းဆိုတော့ချင်းကူတူကဖဲဆိုဆူတဲ့အောင်နမလို့하면 ဘူရန်ကြီးပဲဘူချဲကြီးတဲ့တာသူရဲ့အတိတ်ပဲလေးကတော့မင်းစုကတော့တငယ်ချင်းတွေရဲ့အရှင်မှာမလိုအပ်တဲ့စကားတွေကိုပြောပြီးတော့ဒီမိလောင်ရလေးပင်းခဲ့တယ်ဆိုရဲ့အတိတ်ပဲလေးပဲဖြစ်ပါတယ်ကဲဒီလောက်ဆိုလို့ရှိရင်တော့ဒီမိလောင်ရလေးပင်းဆိုတဲ့ညမစကပုံနဲ့ဆင်တူတဲ့ဒီကိုရီးယားစကပုံလေးကိုသိလောက်ပြီလို့ထင်ပါတယ်အဆုံးနဲ့ကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်နောက်သင်ခန်းစာတွေမှာဆက်ပြီးတော့တွေ့ကြရအောင်အညော